ာပါရှင် MBA သတင်းဌာနရဲ့ဒီကနေ့မေလ19ရက်နေ့မှာရရှိထားတဲ့သတင်းတွေကို ကျမခရစ်စတယ်ကတင်ဆက်ပေးပါမယ်ရှင် တင်ဆက်ပေးမယ့်သတင်းတွေကတော့ထောင်ဘက်ချက်နဲလာတဲ့အတွက်အကျဉ်းသားတွေကို အစားအသောက်လျှော့ကျွေးနေတဲ့သတင်းမြန်မာနိုင်ငံအနှံ့မိုးများနိုင်တဲ့အတွက်ရုတ်တရက်ရေးကြီးမှုနဲ့အမြေပြုံမှုတွေကိုသတိပြုဖို့လိုအပ်တဲ့သတင်းတိုက်ပွဲမရှိဘဲရွှေညောင်ပင်ရွာကိုစစ်ကောင်စီကလက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တဲ့အပြင်လျှော့ခိုရွာကိုလည်းဘုံကျဲခဲ့တဲ့သတင်းစီဗင်ရဲ့လှုပ်ဆောင်ချက်တွေကြန့်ကြာနေရကြောင်းငလင်တန်တဲ့အဆောက်အုံတွေ ပြင်ဆင်ဖို့အခက်တွေ့နေကြတဲ့တဲ့ နောက်ဆက်တွဲငလင်တွေထဲမှာမေ18ရက်ကလှုပ်ခတ်ခဲ့တဲ့ငလင်ဟာအချိန်အကြာဆုံးဖြစ်တယ်ဆိုတဲ့သတင်း၃လနီးပါးပိတ်ဆို့ထားပြီးတဲ့နောက်ဂါဇာကိုအခြေခံကျတဲ့အကူအညီတွေဝင်ရောက်ခွင့်ပြုမယ်လို့အစ္စရေးပြောတဲ့သတင်းအစရှိတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်။ပထမဆုံးသတင်းတစ်ပုဒ်အနေနဲ့ထောင်ပတ်ကျက်နယ်လာတဲ့အတွက်အကျဉ်းသားတွေကိုအစားအသောက်လျှော့ကျွေးနေတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ်ဘတ်ဂျက်ငွေညှော်နယ်လာတာကြောင့်လို့ဆိုပြီးအကျဉ်းထောင်တွေထဲမှာအစားအသောက်လျှော့ကျွေးနေတဲ့အတွက်အကျဉ်းသားတွေစံမာရေးထိခိုက်လာကြတယ်လို့သိရပါဗျ။အစားတောက်လျှော့ကြွေတာကြောင့်အကျဉ်းသားတွေဟာကိုခံအားကျဆင်းမှုနဲ့ခန္ဓာကိုယ်ချိနေပြီးအောက်ပိုင်းမလှုပ်ရှားနိုင်တော့တာတွေဖြစ်လာတယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်ထံကသိရပါဗျ အဲ့ဒါကြောင့်ကိုခန္ဓာချိနေပြီးအောက်ပိုင်းမလုံရှားနိုင်တော့တဲ့အကျဉ်းသားအရေအတွက်များပြလာပြီးမြင်းကြံထောင်မှာဆိုအကျဉ်းသားစုစုပေါင်းရဲ့15ရာခိုင်နှုန်းဟာအဲ့ဒီဝေဒနာ ခံစားနေရတာဖြစ်တယ်လို့ဆိုပါတယ်လက်ရှိအချိန်မှာလဲစီးပွားရေးအကျက်တဲကြောင့်အကျဉ်းသားတွေရဲ့မိသားစုဝင်တွေက ထောင်ဝင်စားပုံမှန်မပို့နိုင်ကြတဲ့အတွက်အကျဉ်းသားအများစုဟာထောင်ကကျွေးတဲ့အစားအသောက်ကိုအဓိကမိခိုနေရတယ်လို့သိရပါဗျ။လက်ရှိမှာတော့မိထီလာထောင် အိုးဘိုထောင်လွိုက်ကောထောင် ပေါန်းတဲ့ထောင်တွေအပြင်ဒိုင်ဦးထောင်ပသိမ်ထောင်နဲ့ပသိမ်ကြီးလူငယ်ထိန်သိမ်းရေးစခန်းတွေမှာအစားအသောက်လျှော့ကျွေးနေတာဖြစ်တယ်လို့သိရပါဗျ။အကျဉ်းထောင်တွေထဲမှာအကျဉ်းသားတအူးကိုပြန်ပြအသားဟင်းတစ်ပတ်လေးနက်ကျွေးရပြီးအနည်းဆုံး9ကြက်သားကနေ10ကြက်သားအထိကျွေးရမယ်ဆိုပြီးပြဋ္ဌာန်းထားတယ်လို့ကိုတိုက်ထုံးကပြောပါဗျ။ ဒုတိယသတင်းတပုတ်အနေနဲ့မြန်မာနိုင်ငံအနှံ့အမိုးများနိုင်တဲ့အတွက်ရုတ်တရက်အရေးကြီးမှုနဲ့မြေပြိုမှုတွေကိုသတိပြုဖို့လိုအပ်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မြန်မာနိုင်ငံအနှံ့မှာမိုးများလာနိုင်တဲ့အတွက်ရုတ်တရက်ရေကြီးမှုနဲ့မြေပြိုမှုတွေကိုပါတတိပြုဖို့လိုအပ်တယ်လို့မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကထုတ်ပြန်ထားပါတယ်။ မိုးစလာရဲ့မေလ18ရက်တိုင်းထွာချက်အရကက်ပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတွေမှာလေထုမကြိမ်မသက်ဖြစ်ပေါ်လာနိုင်သလိုမုတ်တုံလေးဆက်လက်ဝင်ရောက်နေတဲ့အပြင်အပူပြန်တတ်တဲ့တွေကြောင့်မိုးတိမ်တောင်တွေဖြစ်ပေါ်ကမိုးများနိုင်တာဖြစ်ပါတယ်။နေပြီးတော့ရန်ကုန်တိုင်းမန္တလေးတိုင်းပဲခူးတိုင်းမကွေးတိုင်း ၊စကိုင်းတိုင်း၊အေယာဝတီတရင်းသာရီတွေအပြင်ကချင်ပြည်နယ်၊ကယားပြည်နယ်၊ကရင်ပြည်နယ်၊ချင်းပြည်နယ်၊မွန်ပြည်နယ်၊ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်တို့ဟာမိုးများနိုင်တဲ့ဒေသတွေဖြစ်တယ်လို့မိုးစလာကဆိုပါတယ်။ဒါအပြင်နေပြည်တော်ရန်ကုန်၊မန္တလေးအေယာဝတီချင်းပြည်နယ်နဲ့ရခိုင်ပြည်နယ်တွေမှာတော့နေရာကွက်ပြီးမိုးကြီးနိုင်တယ်လို့မိုးလေဝသစောက်ကြည့်သူတွေကဆိုပါတယ် မိုးရွာသွန်းမှုတွေနဲ့အတူလေပြင်းတိုက်ခတ်တာ မိုးကြိုးပစ်တာမိုးသီးကြွေတာတွေအပြင်ရုတ်တရက်ရေကြီးတာနဲ့မြေပြိုမှုတွေလည်းဖြစ်ပေါ်လာနိုင်လို့ဒေသခံပြည်သူတွေအနေနဲ့သတိပြုနေထိုင်ကြဖို့သတိပေးထားတာဖြစ်ပါတယ်တတိယသတင်းတပုတ်အနေနဲ့တိုက်ပွဲမရှိဘဲရွှေညောင်ပင်ရွာကိုစစ်ကောင်စီကလက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တဲ့အပြင်ရှော့ခိုရွာကိုလည်းပုံကျဲခဲ့တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ပဲခူးတိုင်းတန်တောင်ကြီးမြို့နယ်ရွှေညောင်ပင်ရွာမှာတိုက်ပွဲမရှိဘဲစစ်ကောင်စီကရွေကျက်ရှိရှိနဲ့တနအိမ်ဝင်းကျင်ကြအောင်လက်နက်ကြီးတွေပစ်ခတ်ခဲ့တဲ့အပြင်ရှော့ကိုရစာတင်ချောင်းကိုလည်းလေးချောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တယ်လို့ဒေသခံတွေကပြောပါရတယ်။ စစ်ကောင်စီကမေလ19ရက်မနက်၈နာရီအချိန်ကစပြီးရွှေညောင်ပင်ရွာကိုဘင်းအောင်တက်နယ်တဲကနေတနက်ကြီးနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီးရွှေညောင်ပင်ရွာဖះเจ้าနာကလူနေအိမ်တွေနဲ့ခြံတွေတဲကိုကြားရောက်ပေါက်ကွဲခဲ့တဲ့အပြင်မပေါက်ကွဲသေးတဲ့ဘုံးတလုံးလည်းရှိတယ်လို့သိရပါဗျာ။ ပြီးခဲ့တဲ့မေလ18ရက်တောင်ငူလေတက်စကန်တိုက်ခိုက်ခံရပြီးတဲ့နောက်စစ်ကောင်စီတပ်ဟာတန်တော်ကြီးမြို့နယ်ရှောက်ခိုးရွာကို ပေါင်900ဘုံအုံပြုပြီးလေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ပါသေးတယ်။စစ်ကောင်စီရဲ့လက်နက်ကြီးပစ်ခတ်မှုတွေလေကြောင်းတိုက်ခိုက်မှုတွေကြောင့်ပျက်စီးဆုံးရှုံးမှုစရင်အသေးစိတ်နဲ့လူထိခိုက်မှုရှိမှရှိကို MPA ကဆက်လက်စုံစမ်းနေပါဗျာ။ မေလာ16ရက်မနေ့အစောပိုင်းကစစ်ကောင်စီရဲ့တောင်ငူလီတက်စကန်ကိုတရားကုန်မမရှော့တိုက်တုံး17လုံးနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့ပြီးရှစ်လုံးဟာပြစ်မှတ်ကို ထိမှန်အောင်ပြစ်ခတ်နိုင်ခဲ့တယ်လို့ Brave Warrior for Myanmar BWN ကသတင်းထုတ်ပြန်ထားပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ ီပင်ရဲ့လှုပ်ဆောင်ချက်တွေကြန့်ကြာနေရကြောင်းငလင်တန်းတဲ့အဆောင်တွေပြင်ဆင်ဖို့အခက်တွေ့နေကြတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မန္တလေးမှာပျို့ကြပျက်စီးနေတဲ့အဆောင်တွေကိုပြင်ဆင်ဖို့စီပင်ကထောက်ခံချက်မျိုးစုံတောင်းခံနေတဲ့အပြင်လှုပ်ဆောင်ချက်တွေကကြန့်ကြာနေရကြောင်းအခက်တွေ့နေကြတယ်လို့အဆောင်ပိုင်ရှင်တွေက ပြောပါရယ်။လက်ရှိမှာလည်းငလင်ကြောင်းပျို့ကြပျက်စီးနေတဲ့လိမ္မော်ရောင်အဆင်အနီရောင်အဆင်အဆောင်တွေဟာလိုင်းစင်ရအင်ဂျင်နီယာရဲ့ထောက်ခံချက်နဲ့ရှောက်ထားပြင်ဆင်ရမယ်လို့ မန္တလေးမြို့တော်စီပင်သားရဲကော်မတီကကြေညာထားပါတယ်။ထောက်ခံချက်တွေရဖို့အခက်အခဲတွေမျိုးစုံရှိနေရကြောင်းပြင်ဆင်ဖို့လိုအပ်နေတဲ့အဆောင်တွေကိုလည်းမပြင်ဆင်ရသေးပဲလက်ရှိအချိန်ထိပစ္စည်းရဲ့အတိုင်းအတာထားထားရတယ်လို့တိုက်ခန်းပိုင်ရှင်တို့ကလည်းဆိုပါတယ်။စီပင်ကတော့အစားအုံပြန်လည်ပြင်ဆင်မှုတွေနဲ့ပတ်သက်ပြီးလိုင်းနာဆောင်ရွက်တာမျိုးမရှိရင်တည်ဆဲဥပဒေ၊ဒီဥပဒေတွေအရအရေးယူဆောင်ရွက်သွားမယ်လို့ကြေညာထားပါတယ်။ မက်စလာ28ရက်ကလှုပ်ခတ်ခဲ့တဲ့အင်အားပြည့်ငလင်းချောင်းလူနေရင်6000ကျော်ဖုန်ကြီးချောင်းနဲ့တီလာရှင်စာတင်တိုင်း9484ချောင်းစာတင်ချောင်း6952ချောင်းစေယုံစေကန်986ခန်းတရား182စင်းဖျားစီဒီပထိုးပေါင်း9620စုပြိုကျပျက်စီးခဲ့တယ်လို့စစ်ကောင်စီထုတ်ပြန်ချက်အရသိရှိရပါတယ်။ ဆက်လက်ပြီးနောက်ဆက်တဲ့ငလင်တွေထဲမှာမေလ18ရက်ကလှုပ်ခတ်ခဲ့တဲ့ငလင်ဟာအချိန်ကြာဆုံးဖြစ်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ကျောက်ဆယ်မျိုးအနောက်အနောက်တောင်ပန်းနာကိုဗဟုပြုလောက်ခတ်ခဲ့တဲ့ငလင်ဟာငလင်ကြီးလောက်ခတ်ပြီးနောက်ပိုင်းနောက်ဆက်တွဲငလင်တွေထဲမှာအချိန်ကြာဆုံးလောက်ခတ်ခဲ့တဲ့ငလင်တစ်ခု ဖြစ်တယ်လို့ဒေတာကန်တွေထံကစုံစမ်းသိရှိရပါတယ်။ မေလ18ရက်ည10:25မိနစ်ကမန္တလေးတိုင်းကြောက်ဆယ်မြို့အနောက်အနောက်တောင်ဘက်27ကီလိုမီတာအကွာ အနက်30ကီလိုမီတာကိုဗဟိုပြုပြီးအင်အားရေတာစကေ9.8အဆင့်ရှိအင်အားအသင့်သင့်ငလင်တစ်ခုလှုပ်ခတ်ခဲ့တယ်လို့အမျိုးသားညညရေးအစိုးရ NUG ကထုတ်ပြန်ထားပါဗျ။အဲ့ဒီငလင်လှုပ်ခတ်မှုကိုမန္တလေးမြို့အပြင်ကြောက်ဆယ်၊မြစ်သား၊မြင်းကျန်း၊စကိုင်း၊မုံရွာ၊ပြင်ဦးလင်၊ဝမ်းသွင်း တောင်ကြီး၊နန့်ခမ်း၊မူဆယ်နဲ့နန့်ဆန်မြို့တွေမှာလည်းတိတိတသာခန်းစားခဲ့ရတယ်လို့ဒေတာကန်အသီးသီးကပြောပါတယ်။ဒါ့အပြင်မေလ18ရက်ညနေ9:48မိနစ်အချိန်ကလည်းမန္တလေးမြို့မြောက်ဘက်73မိုင်အကွာအနက်18ကီလိုမီတာကိုဗဟိုပြုတ်ပြီးအင်အားရစ်စတာစကေ3.3တင်းစင်ရှိတဲ့ငလင်ငယ်တစ်ခုလှုပ်ခတ်ခဲ့သေးတယ်လို့မိုးစလာက ထုတ်ပြန်ထားပါတယ်။ အချိန်ကြာမြင့်စွာလှုပ်ခတ်ခဲ့တဲ့အင်အားအသင်းသင်ရှိနောက်ဆက်တွဲငလင်ကျောင်းမန္တလေးတိုင်းချမ်းမြတာစီမြို့နယ်နဲ့ပီကြီးတကုံမြို့နယ်တွေထဲကငလင်တန်တင့်ထားတဲ့အဆောက်အုံဆယ်လုံးထပ်မင်းထပ်မံပြိုကျခဲ့သလိုကဲဆင်းစကန်ဘော်ကိုတစ်ပင်လဲကျခဲ့တဲ့အတွက်တာဖနအူတည်ဆုံမှုတွေလည်းဖြစ်ပေါ်ခဲ့ပါသေးတယ်။ နောက်ဆုံးနိုင်ငံတကာသတင်းတပုတ်အနေနဲ့၃လနီးပါးပိတ်ဆို့ထားပြီးတဲ့နောက်ဂါဇာကိုအခြေခံကြတဲ့အကူအညီတွေဝင်ရောက်ခွင့်ပြုမယ်လို့အစ္စရေးပြောတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ကမ္ဘာတဝန်းကစာနယ်ရေးကဖူလုံရေးဆိုင်ရာ ကျွမ်းကျင်သူတွေကဂါဇာဒေသရဲ့အငတ်ပေးအနယ်ကိုတရိပ်ပေးပြီးရန်နေငယ်ကြမှာတော့အစ္စရေးဟာဂါဇာကိုလူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီအနေငယ်ကိုခွင့်ပြုမယ်လို့သတင်းကုန်တွေနေ့မှာကြေညာလိုက်ပါတယ်။ ဝင်ကြီးချုပ်ပစ်စမင်နီတန်ယာဟုကမျက်မှောက်ခေါင်းပါမှုအကြက်တဲဟာဂါဇာက အစ္စရေးရဲ့ထိုးစစ်အစ်စ်ကိုအနယ်ဖြစ်စေနိုင်တယ်လို့ပြောကြားခဲ့ပြီးအစ္စရေးအစိုးရအဖွဲ့အနေနဲ့လူရင်နှစ်တန်းကျော်ရှိတဲ့ဂါဇာဒေသကိုစားနပ်ရိက္ခာအကူအညီအနှဲငယ်ခွင့်ပြုဖို့စုံဖြတ်ချက်ကိုအတည်ပြုခဲ့တယ်လို့ပြောပါတယ်။ ကာဇာအတွက်အကူအညီတွေကိုဖဲချိန်မှဘလို့ဝင်ရောက်လာမယ်ဆိုတာကိုတော့ရှင်းရှင်းလင်းလင်းမသိရသေးပါဘူးအကူအညီတွေကိုကြီးကြပ်ကိုကယ်ဖို့တာဝန်ရှိတဲ့အစ္စရေးစစ်တပ်ကလည်းမှတ်ချက်ပေးတာမျိုးမရှိသေးပါဘူးကာဇာဒေသမှာအကူအညီပေးနေတဲ့သူတွေကကံကံမှုတွေရှိနေပေမဲ့အစ္စရေးဟာအကူအညီပေးရစနစ်တစ်ခုကိုအကောင့်ထဲပေါ်ဖို့စ조사နေပါတယ်နေတန်ယာဟုတ်ကတော့အကူအညီတွေကိုစစ်သွေးကြွတွေစီမရောက်စေဖို့အစ္စရေးအနေနဲ့လှုံ့ဆော်သွားမှာဖြစ်တယ်လို့လည်းပြောခဲ့ပါသေးတယ်။ ်အစ္စရေဟာဂါဇာဒေသကိုမတ်လ2ရက်မှာစတင်ပိတ်ဆို့ခဲ့ပြီးဟာမတ်တို့ကိုအပြစ်ခတ်ရစဲရေးဆိုင်ရာသတ်မှတ်ချက်အစ်တွေကို လက်ခံဖို့ဖိအားပေးနေချိန်မှာဂါဇာဒေသအတွက် စာနယ်ရိပ်ခါစေဝါနဲ့တခြားတောက်ပံ့ပစ္စည်းတွေအားလုံးကိုဖျက်တောက်ထားခဲ့ပါတယ်။ ။အစ္စရေးကအပြစ်ကရက်စရေးကြိုးပမ်းမှုတွေကိုအခွင့်အရေးပေးတဲ့အနေနဲ့သူတို့ရဲ့ထိုးစစ်ကိုစတင်မှုအမေရိကန်သမ္မတဒေါ်နယ်ထရန့်ရဲ့အရှိလေပိုင်းခီးစဉ်ပြီးဆုံးတဲ့အထိစောင့်ဆိုင်းမှာဖြစ်တယ်လို့ပြောကြားခဲ့ပါတယ်။ MBA ရဲ့တနေ့တာထူးခြားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါ။ကြည့်ရှုနားဆင်ပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။